သူတွေတနာရန်မုံငွေတုံးဆမှုပိတ်ပင်နေသမ္မတထရန်ကိုကဘာကျော်ဟာဗတ်တကသူကတရားစွဲလိုက်ပြီဖြစ်ပါလေအမေရိကန်နိုင်ငံမက်ဆာချူးဆက်ပြည်နယ်မှာရှိတဲ့ပုဂ္ဂလိက IV League သူတွေတနာတကသူတစ်ခုဖြစ်တဲ့ဟာဗတ်တကသူဟာအမေရိကန်သမ္မတထရန်ကိုဖက်ဒရယ်ရန်မုံငွေမှာဒေါ်လာဘီလီယံနဲ့ချီပိတ်ဆို့မှုကြောင့်တရားစွဲလိုက်ပါလေထရန်ဆိုရလုံဆောင်ချက်ဟာနိုင်ထက်စီနေဖြစ်ပြီး ဥပဒေနဲ့မညီပဲလွတ်လပ်စွာပြောဆို권အတွက်တက္ကသိုလ်ရဲ့ပထမကျင်းပြင်ဆင်ချက်နဲ့လူ့အခွင့်အရေးဥပဒေကိုချိုးဖောက်တယ်လို့ Harvard ကဆွဆွဲထားပါတယ်။အစိုးရကတက္ကသိုလ်တစ်ခုရဲ့သုတေသနစတင်စတင်ကြမှုနဲ့အတွေးအမြင်လွတ်လပ်ခွင့်ကိုမသိမ့်တော်တဲ့အကြောင်းရင်းတွေကြောင့်ထိခိုက်စေတယ်လို့ဆိုပါတယ်။ဒီကိစ္စမှာအစိုးရက Harvard တက္ကသိုလ်ရဲ့သုတေသနနဲ့ပညာရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုထိန်းချုပ်တဲ့အနေနဲ့ ပြည်တော်စုရန်ကုန်ဝင်ဖြတ်တော်ခြင်းကိုဆူရကနိုင်ကွက်အနေနဲ့တုံးခြင်းနေတာလို့ Boston Hotel ကဆိုပါတယ်ဒီပေါ်မှတ်ချက်ပေးဖို့တောင်းဆိုချက်ကို Imperial ကတုံ့ပြန်ခြင်းမရှိသေးပါဘူး Harvard ဟာ Trump ရဲ့ဖြိုခွင်းမှုကိုတုံ့ပြန်တဲ့အနေနဲ့တရားစွဲတဲ့ပထမဆုံးတက္ကသိုလ်ပါဒီတရားစွဲဆိုမှုမှာကျမ်းမာရေးနဲ့လူသားဝန်ဆောင်မှုဌာနစွန့်ရင်ဌာနနဲ့ပညာရေးဌာနပါဝင် Federal တော်ဝင်ရှိသူတွေနဲ့ဌာနဆိုင်ရာသေးသေးကိုလည်းနာမည်တွေတက်ထားပါလိမ့် အဲ့ဒီ agency တွေကိုယ်စားတွေဟာမှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။ Trump ဟာအဓိကတက္ကသိုလ်ကြီးတွေမှာခင်မီသူတေသနာအတွက်ငွေကြေးထောက်ပံ့မှုပေါ့ကြကြပြပြတိုက်ခိုက်ခဲ့ပြီးကိုလံဘီယာ၊ Princeton ၊ Cornell ၊ Northwestern နဲ့ Brown ပါဝင် တက္ကသိုလ်တွေအတွက်ရမုံငွေကိုလည်းခိတရဆိုင်ထားတာဖြစ်ပါလေ။ ဟာဗတ်တကူနဲ့ဆိုးရကြလက်ရှိတင်မမှုကိုထရန့်ဆိုရကတော့ညှိနှိုင်းဖို့ကြိုးစားနေတဲ့ဆိုပါလေ။ဟာဗတ်တကူအနေနဲ့ဖြစ်ပေါ်နေတဲ့တင်မမှုတွေကိုနောက်ကွယ်ကနေညှိနှိုင်းနိုင်ဖို့ထရန့်ရဲ့အဆိုအရကကြိုးစားနေကြောင်းသတင်းတွေထွက်နေပါလေ။လက်တလုံးမှာတော့ American ဆိုးရဟာဟာဗတ်တကူအတွက်ဒေါ်လာဘီလီယံချီများပြားတဲ့သုတေသနထောက်ပံ့ခြင်းကိုဆိုင်းငံ့မဲ့သဘောမျိုးချင်းချောက်ထားပြီးဒါကိုဟာဗတ်ကတရားဆွဲဆိုတာပါ။ တရားစမှုတန်ငယ်ဟာဗတ်ကဒိုဩခရာအလန်ဂါဘာဟာတမနာထွန်နဲ့ညီနိုင်ဖို့စဉ်းစားခဲ့သေးတယ်ဆိုပါလေဟာဗတ်ကဒိုရဲ့ဒီကအလူရှင်တွေကတော့ဟာဗတ်ကော်ပိုရေးရှင်းကညီနိုင်မှုလမ်းကြောင်းကိုရွေးချယ်စေခြင်းနေပါလေဒါပေမဲ့တက္ကသိုလ်ကတော့ထရန့်နဲ့အမေရိကန်ဆိုရဲ့လွန်ခဲ့တဲ့ဆော့ဖတ်မှုကိုလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ယူဆပြီးတရားစွဲဆိုခဲ့တာပါ တကယ်လို့တရားရေးကိစ္စတွေဆက်ရှုပ်ထွေးမယ်ဆိုရင်တော့ပြည်ထောင်စုကနှစ်နဲ့ချီကြာမြင့်မှာဖြစ်ပြီးတရားရုံးချုပ်ထိ တက်သွားနိုင်ပါလိမ့်။ဒီမှာမူတွေကထရန့်ကအမေရိကန်တက္ကသိုလ်ကြီးတွေဟာဂျူးမုံဒီဝါရာပြန့်နှံ့မှုကိုတိတိယယောက်တားမြစ်ပေးဖို့ပြောက်ကွက်တယ်လို့ဆွဆွဲပြီးတေချာတုံ့ပြန်ကိုင်းလွယ်ပေးဖို့တတိပေးရကစားခဲ့တာပါ။ဒါမဲ့ဟာဗတ်တက္ကသိုလ်ကတော့ဒါဟာအစိုးရရဲ့ဘောင်ကျော်တဲ့ဆွတ်ဖတ်မှုလို့ယူဆပြီးထရန့်ကိုတိုက်ရိုက်ဖိစံတဲ့အထင်ကရတက္ကသိုလ်ကြီးဖြစ်လာပါလိမ့်။မလာတော့ကလည်းအမေရိကန်ဆိုရဟာဟာဗတ်နဲ့ကိုလံဘီယာတို့လိုတက္ကသိုလ်ကြီးတွေကိုတတိပေးစာပို့ခဲ့ပြီး ဂျူးစန့်ကျင်ဝါဒပြန့်နှံ့မှုတွေဟန်လာဖို့တောင်းဆိုပါတယ်။ကိုလံဘီယာတက္ကသိုလ်ကဒီကစားနဲ့ပတ်သက်လို့မူဝါဒကိုပြန်လည်တုံ့သက်ပြင်ဆင်မယ် ပြောပေမဲ့ဟာဗတ်ကတော့ထွန်းနဲ့ထိတ်တဲတွေးခဲ့ပါလိမ့်။အဲတော့အစိုးရကတက္ကသိုလ်ကိုဖိအားပေးတဲ့အနေနဲ့ဟာဗတ်အတွက်သတ်မှတ်ထားတဲ့သုတေသနဆိုင်ရာထောက်ပံ့ငွေဒေါ်လာ5ဘီလီယံပြန်လည်ဆန်းစစ်ခဲ့ပါလိမ့်။ပြီးတော့တက္ကသိုလ်အတွက်သုတေသနထောက်ပံ့ငွေဆိုင်းငံ့မဲ့သဘောမျိုးအရေးယုံပြလာတဲ့နောက် Harvard ကတက္ကသိုလ်ကနေတရားစွဲခဲ့တာဖြစ်ပါလိမ့်။ ဲ့ဒီသူတ္တနာငူခြေတွေဟာလူသက်တွေကဲဆဲဖို့နဲ့လုံခြုံရေးအတွက်သုံးနေတာဖြစ်ပြီးလက်လွတ်စပယ်ထိပါခွင့်မရှိဘူးလို့ဟာဗတ်ကတို့ကကြေညာပါတယ်။အင်ဖြူတော်ကတော့သမလထရန့်ဟာပြဿနာကိုမလိုလားပဲရာလက်တစ်ခုကိုတောင်မျောလင်းတာဖြစ်လို့ဟာဗတ်ကတို့နဲ့တရားရေးကိစ္စရှုပ်ထွေးလာတဲ့အပေါ်မှာမလိုလားဘူးလို့ဆိုပါတယ်။ထာဟာတက္ကသိုလ်ပညာရေးနယ်ပယ်မှာဆွတ်ဖက်တဲ့ခြေလမ်းတွေစတင်ခဲ့ပြီးဖြစ်သလိုလူမျိုးစုံနဲ့ကွဲပြားမှုတွေကိုကန့်သက်တာ ကျောင်းသားတချို့ဖန်စီဗီဗီသာပယ်ဖြတ်တာအစိုးရကတောင်းဆိုတာကိုမလိုက်ရောတဲ့တက္ကသိုလ်ကောလိပ်တွေကိုထောက်ပံ့ကြည့်ရဆန္ဒတွေလုပ်နေပါလေ။ဟာဗတ်ကတော့ထရန့်ဟာသုတေသနရန်မုံဝေထောက်ပံ့မှုကိုဖျက်တောက်ပြီးလိုချင်တာကိုအကြက်ကင်ဖို့စ조사နေတယ်လို့ဆွဆွဲထားပါလေ။ထရန့်အစိုးရလုပ်ရဟာဟာဗတ်တက္ကသိုလ်နဲ့ပညာရေးလွတ်လပ်ခွင့်ကိုထိပါနေတယ်လို့ဆိုပါလေ။နှစ်ဖက်ကြားကတင်မှမူဟာမြင်းမြန်ဆန်ဆန်မြင့်တက်လာနေတဲ့နောက် ထရန့်ရဲ့အဆိုအရကညှိနှိုင်းမှုတစ်ခုနဲ့ဖြည့်ရှင်းမှုလိုလားမှုပြသနေတယ်လို့လည်းသိရပါတယ်